ဘာသာလို့ဒီလိုပြောလို့ရပါတယ်အေးမြဖြူတဲ့ဆရာတော်ဘုရားສຸລະသောတာပန်နဲ့မဟာသောတာပန်တို့ဌာနာချက်ကိုရှင်းလင်းဖြေချားပေးပါສຸດະသောတာပန်သည်ဒီပေတကားပိတ်ပါသလားဘုရားສຸລະသောတာပန်ဆိုတဲ့အခေါ်ကဝိတ္တရိမက်ကပြောလိုက်တာສຸລະကသောတာပန်အစစ်မဖြစ်သေးဘူးလို့ပြောတာ သောတာပန်ဆန်းဆန်းဖြစ်သွားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပဲရှိတယ်။သုလဆိုတာကအငဲမဟာဆိုတာအကြီးသောတာပန်လေးသောတာပန်ငယ်ဆိုတာဂုံကြီးတူသွားတဲ့အခါမှာလူတွေမှာဥပမာမယ်ဒီထင်ရှားတဲ့ပုဂ္ဂိုလ်တယောက်အကြီးချင်းမျိုးလေးစင်စင်တူတာလေးတွေ့လို့ရှိရင်အငဲလို့တတ်ခေါ်လေးရှိကြတယ်ပေါ့နော်ခေါင်းဆောင်တယောက်ရဲ့ဘသူပေါ့ဆာလေးနဲ့ပြောကြတာရှိတယ်လေ အရင်ချင်းရှိတဲ့ပုဂ္ဂိုလ်တယောက်နဲ့တင်စားပြီးတော့ပြောတဲ့သဘောအဲတော့သုလသောတပန်ဆိုတာကတော့သူကနာမရူပပြိစေရညာနဲ့ပစ္စယပြိကဟညာရရှိထားတဲ့ပုဂ္ဂိုလ်ဆိုလိုတာအဲတော့နာမရူပပြိစေရညာနဲ့ပစ္စယပြိကညာဆိုတာဝိပဿနာညာရဲ့ဖောင်ဒေးရှင်းပဲရှိသေးတယ်ဝိပဿနာညာမဖြစ်သေးဘူးယုံ nant ကွဲပြီးတော့ဒီယုံ nant နေဘာကြောင့်ဖြစ်တယ်လို့သိတဲ့ အဲ့ဒီအတိလောက်ရှိတဲ့ပုဂ္ဂိုလ်မျိုးကိုသုလသောတပန်လို့ခေါ်တယ်။သုလသောတပန်ကအပေတကားပိတ်တယ်လို့ဆိုတာတေချာပေါက်ပြောလို့မရဘူး။နော်။သူ့မှာအပေတကားပိတ်ပြီလို့ပြောလို့မရဘူး။ဘုန်းကြီးတို့ဟောတာတဲ့နိဗ္ဗာန်တကားဖွင့်နိုင်ပါအပေတကားပိတ်ပြီဆိုတဲ့တရားရှိတယ်။အဲ့တော့သူ့အနေနဲ့ကဒီဉာဏ်နေလက်လွတ်ဆုံးရှုံးသွားပြီမကောင်းတာတွေလုံးမရင်တော့ သူကအပေကြနိုင်သေးတယ်ဂရန်တီမရှိဘူးလို့ပြောရမယ်ဆူလာသောတပန်အဲမဟာသောတပန်ဆိုတာတော့အမြင်မှားခြင်းနဲ့တန်တရားကင်းသွားပြီသူကြတော့အမြင်မှားခြင်းနမရူပပရိစေရညာနဲ့ပိစယပရိကညာနဲ့မကဘူးဝိပဿနာညာနဲ့အာလုံးဖြစ်ပြီးတော့သောတပန်ထီအောင်ပေါက်သွားပြီးတော့သူကအပေတကားလို့ခေါ်ရတဲ့မိစ္ဆာဒိဋ္ဌိနဲ့ဝိသိကိစ္ဆာဆိုဒိဋ္ဌိနဲ့ဝိသိကိစ္ဆာနှစ်ခုပယ်ပြီးတော့ လောဘဒေါသမောဟအပယ်ကျစေနိုင်တဲ့အရာတွေကနေရှောင်ချပြီးသားဖြစ်သွားတယ်အဲ့ဒီပုဂ္ဂိုလ်ကမှတကယ်သောတာပန်အစ်စ်ဖြစ်တယ်သောတာပန်နာဆိုတာသောတာဆိုတာအရိယမဂ်ကလမ်းကြောင်းကိုခေါ်တာမဂ်ကရှစ်ပါးကိုခေါ်တာအဲ့တော့နိဗ္ဗာန်ကိုသွားဥတည်ပြီးတော့စီးသွားနေတဲ့အဲ့ဒီလမ်းကြောင်းကြီးထဲမှာရောက်သွားပြီလို့ပြောတာသောတာပန်နာရဲ့အဓိပ္ပာယ်ဒါမို့နိုင်ငံခြားဘာသာအင်္ဂလိပ်လိုပြန်တဲ့လူတွေကတော့ Sri Wena လို့ပြန်လဲရှိတယ် Sri အဲ့တော့ စာတိုင်းပြန်မယ်ဆိုရင်အာပဏကဝင်းနာမဟုတ်ဘူး street intara လို့ပြန်လို့ရှင်ပို့ပြီးတော့စကလုံးတိုင်းကြိုက်တယ်ပေါ့ဆိုလိုတာနိဗ္ဗာန်သွားဖို့ရာအတွက်နောက်ကျောင်းပြန်မလှဲ့တော့ဘူးအဲ့ဒီလမ်းကြောင်းကြီးတွေရောက်သွားပြီလမ်းကြောင်းပေါ်တက်သွားပြီဂျူရူကြီးလွတ်လိုက်တဲ့အခါကျကဘာပတ်လမ်းကြောင်းကြီးတွေရောက်သွားတယ်လို့ပဲနော်ကဘာပတ်လမ်းကြောင်းကြီးတွေရောက်သွားတယ်လို့ရောက်သွားတာကိုပြောတာဒီမိုကရေစီလမ်းကြောင်းရောက်သွားရင်နောက်ကျောင်းပြန်မလှဲ့တော့ဘူးဒီဟာ အဲ့ဒါသောတာပန်ပဲနော်အဲ့ဒါမှတ်မိအောင်လို့ပြောတာ